ဒုတိယကမ္ဘာစစ်တွင်းက Space Fire တိုက်လေယာဉ်တွေမြန်မာနိုင်ငံမှာရှာဖွေရာကိုလက်လျှော့လိုက်ပြီးဆိုတဲ့ပြောဆိုချက်တွေဟာကောလာဟာလာတွေဖြစ်တယ်လို့ရှာဖွေရေးကောင်းဆောင် David Gandey က February 16ရက်နေ့မှာပြောဆိုလိုက်ပါတယ်။မင်္ဂလာတော်မိထီလာနဲ့မြကြီးနားလေယာဉ်ကွင်းနေနာမှာစစ်အတွင်းက Space Fire တိုက်လေယာဉ်တွေကိုနီးပညာတွေအစဉ်အဆက်တုံးဆွဲပြီး ရှာဖွေထောက်လန်းနေရာက မင်္ဂလာတော်မှာတော့ Ground Raiders နှစ်ကိုစပိန်ပညာရှင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့ပက်ရာရဲ့ဟိုတယ်မှာပြုလုပ်တဲ့ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကိုမစ္စတာဒေးဗစ်ကန်တဲရွှေတောင်ပေါ်ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာဦးထွန်းကျော်ဘူမိဗေဒပညာရှင်ဦးမြတ်ခိုင်တို့တက်ရောက်ခဲ့ကြပါတယ်။လာမယ့်နှစ်ပတ်အတွင်းမင်္ဂလာရုံလင်ကွင်းရဲ့အောက်ခြေမှာရှိနိုင်မယ်လို့ယူဆထားတဲ့ Space Fire တွေနဲ့ပတ်သက်ပြီးအပြည့်တစ်ခုခုပေးနိုင်လိမ့်မယ်လို့မစ္စတာဒေးဗစ်ကန်တဲကဆိုပါတယ်။ when you have finished surveying you actually destroy some of the evidence And I told Wargaming it'll be another month or five weeks before we actually dig up the Spitfire. Uh, but they couldn't wait that long and they're out of the, out of the project. We still we haven't finished surveying uh, and uh, it could be another two weeks before we do that. ပြည်တွင်ခြေဆိုင်နာမည်ကျော်သတင်းစာတွေထဲမှာမြန်မာပြည်ကစပိတ်ဖိုင်ယာရှာဖွေလုပ်ငန်းမျှော်လင့်ကြမဲ့သွားပြီးရှာဖွေသူတွေကမရှိတာကိုရှာနေတယ်။စရတဲ့သတင်းဆောင်မတွေထပ်တလဲလဲပါလာကြပြီး နောက်ဆုံး BBC ကနေ Space Fire တွေကိုမြန်မာပြည်မှာဖွက်ထားခဲ့တယ်ဆိုတဲ့မှတ်တမ်းလုံးဝမရှိဘူးဆိုတဲ့သတင်းကိုထုတ်လွှင့်ခဲ့ပါတယ်။ဒီလုပ်ငန်းမှာ Local Management Local Management လောက်တာအဓိကဒီ agency ကဒီ Mr. David တို့ကပူးဆောင်ပြီးလုပ်တာ။တော့ Mr. David ကတူသူကဒီဒေနဲ့ပတ်သက်ပြီးတော့ ecologist လေးဖြစ်တယ်ဗျာ။ဒီမိုင်းသူပြည်နာပညာရှင်တို့ကိုတွဲနေလို့ဖြစ်တယ်။သူရဲ့လုပ်ငန်းကိုရှင်းတော့မှာပြန်လာ ိုးတယ်သူကနေပြီးတော့100% confident ဖြစ်တယ်ဆိုရင်စတောင်းလာတယ်အဲ့လိုပဲ100%ဖြစ်တယ်ပေါ့အဲ့ဒါကိုဆောင်း Space Fire ရှာဖွေတူဖို့ရေလုပ်ငန်းဟာနှစ်နှစ်ကြာမြင့်မှာဖြစ်ကာတွေ့ရှိချက်တွေကိုလည်းရွှေတောင်ပေါ်ကုမ္ပဏီကပဲထုတ်ပြန်သွားမှာဖြစ်ပြီး ကောလာဟာလာတွေကိုမယုံကြည်ဖို့ပြောဆိုခဲ့ပါတယ်။